မင်္ဂလာပါ channel msn ပါဒီဒီဘက်တောက်ကြနေ့ရဲ့ friday 5 112မှာပါတဲ့မြန်မာကစားသမား3ဦးကိုပွဲကြုံ30ချက်လေးဒုံမဟုတ်ပွဲပေါ်အမြင်လေးပြောပြမယ်စောမင်းမင်းကနေစာရအောင်စောမင်းမင်းက one champion ship မြန်မာနိုင်ငံကိုစဝင်တဲ့အချိန်2019လောက်တည်းကထိုးခဲ့တာဗျအဲဒီတော့ mmn ပေါ့နှစ်ပွဲနိုင်နေတပွဲရှုံးတဲ့ record ရှိထားတယ်ဝမ်ကမြန်မာကစားသမားတွေကိုခေါ်တုံးပါသေးတယ်ရိုးရပုံစံပဲထိုးနေတော့မကြိုက်လို့နောက်ပိုင်းမခေါ်တော့တာအဲ့ဒီနောက် wsc မှာထိုးတယ် ပြည်တွင်းပွဲတွေကရင်ပြည်နယ်ပွဲတွေမှာပြန်ဆော့တယ်နောက်ဆုံးပြည်တွင်းပွဲကလေးလပိုင်းတော့ကစောထုအောင်နဲ့ထိုးထားတယ်။ဆောင်းမင်းမင်းကဘလို့ကစားသမားလဲဆိုရင်ရိုးရဖိုက်တာပါပဲ။အရင်မောင်းမစိုးတလို့ခန္ဓာကိုယ်အချိုးဆက်ကျပြီးတော့တက်ကွက်လဲအတိုင်းနာတစ်ခုထိဆုံးပါတယ်။ပါဝါပိုင်းလဲထိုက်တဲ့လောက်ရှိတယ်။ရက်ကော့ပိုင်းလဲမစိုးပါဘူး။သူ့အတွက်ဝမ်းရဲပေါ့နော်ပထမအဆုံးမွေထိုင်းပွဲပါဒီပွဲက။ပြန်ဘက်ကအော်စီသား Joost Trowbridge လို့ခေါ်တယ်။သူ့အတွက်ကလဲဝမ်းရဲပထမအဆုံးပွဲပဲ။အော်စီသားထိုးထားတဲ့ပွဲတွေကျွန်တော်ပြန်လိုက်တယ်။ အတိအကျတော့ like မရဘူးဗျာ။၃လေးပွဲလောက်တော့တွေ့တယ်။တချို့ပွဲတွေက highlight တွေ။ဒါပေမဲ့ Instagram မှာပတ်ထိုးတဲ့ training တွေပြန်ကြည့်တယ်။လိလလိုရသမျှပွဲတွေကထုတ်လို့ရသမျှအချက်အလက်တွေကျွန်တော်ဆွဲထုတ်ထားတယ်။ဆိုတော့တွေ့ထားတဲ့အားသာချက်ကိုပြောရအောင်။အဖြူကောင်ဖြစ်လို့ငါလုံးရင်ဖြစ်မယ်။ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ရှိတယ်။တော်ယုံအရှောင်းမပေးတတ်တာတွေ့ရတယ်။အော်စီမာထိုးတော့ကအလောက်မဟုတ်ပေမဲ့ time မှာတူလာကြည့်ပြီးတော့ထိုးတဲ့ပွဲတွေမှာလက်ရည်တော်တော်တက်လာတယ်။အထူးသဖြင့် clinch နဲ့ ဒူတိုက်ချက်ပိုင်းမှာစတိုင်မန်နာပိုင်းလည်းကောင်းလာတယ်ဒါကအားသာချက်တွေအားနည်းချက်ကတပွားလုံးဘောင်စင်ဂလော့ဖ်နဲ့ပဲဆော့လာတဲ့ကောင်အခုမှ MMA လိုင်းနဲ့စဆော့ရမှာအဲ့တော့ကိုရီးယားရိုးရာကစားသမားကအဲ့ဒီပိုင်းအားသာမယ်ပြီးတော့ စိတ်တာရှိတာဗျာခြေထွက်လက်ထွက်တွေကနှေးတယ်တွဲလုံးပြည့်တွဲရင်အချိန်တစ်ခုယူပြီးတော့မှတွဲနိုင်တယ်ပြီးတော့ body ရဲ့ပိုချာမမှန်ဘူးခဏခဏလဲတယ် body position ပြက်လွယ်တယ်ပေါ့ဒီအားနှက်ချက်တကိုသိရင်ဆောင်းမင်းမင်းအနေနဲ့ဘယ်လိုဆောင်းရမလဲဆိုတာသဘောပေါက်မှာပါ pressure ကိုအပြည့်ပေးပါပြိုင်ဘက်ကိုခဏခဏလဲအောင်လုပ်ပါပိုချာမမှန်တဲ့ကောင်ကို ရှင်းပြရင်မယ်တိုက်ခိုက်မယ်ဆိုရင်သူ့ရဲ့ body position ကိုဖြတ်တာအကောင်းဆုံးပါလက်သီးပိုင်းအထုပြုပြီးတော့ဆော့ပါ clinch မဝင်ပါစေနဲ့ဝင်ရင်လည်းလူချင်းဆွဲကပ်ပြီးတော့ကျိုးဝိုင်း down ထိတွန်းပါတတောင်ပိုင်းတော့နည်းနည်းပြန်ကယူဆိုင်ပါရိုးရ background ကနေလာတဲ့ဆော့မင်းမင်းအနေနဲ့ pressure ဘယ်လိုပေးရမလဲဆိုတာသိပြီးသားဖြစ်မှာပါလက်သီးပိုင်းနဲ့ကျန်းနိုင်ရမယ် clinch နဲ့တတောင်ရိုက်ချက်ကိုပြန်ကယူဆိုင်နိုင်ရမယ်တောက်လျှောက် pressure ပေးပြီးဆော့နိုင်မယ်ဆိုနိုင်ပါတယ် ပွဲအရန်မကြက်ပါဘူးနိုင်နိုင်ချင်းမြင့်နေဆိုလို့ပြိုင်ဘက်ကိုရှော့တော့မတွက်မိစေနဲ့ပေါ့နော်ရိုးရမှာကျန်းခဲ့တယ်လို့ပဲကျန်းနိုင်ရင်နိုင်ပါပါဟုတ်ကဲ့ကျွန်တော်ညီရောတာပါ channel msn ပါတက်တာ social media platform တွေရဲ့ rule အရာကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code msnwh ကိုသုံးပါ